ခဲ့ညီကိုအားလုံးပဲမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါဟဲ့လားကျွန်တော်ညီကိုလားနေ့ညတော့အစီအမေသွားမလို့ကျွန်တော်ထင်ပါတယ်နော်ကျွန်တော်ဒီဒီနေ့ညတော့ကျွန်တော်ကျွန်တော်ဒီနေ့ညတော့အားလုံးပေါင်းဟိုဟာချန်ပီယံလိပွဲစဉ်တွေမနေဘူးပြများရပြနော်ကျွန်တော်အထက်မှာကျွန်တော်အကြိုက်ဆုံးပွဲစဉ်သုံးပွဲလောက်ကိုကျွန်တော်အကောင်းဆုံးခမန်းပြီးတင်ပေးသွားရမယ်အဲ့တော့အကြိုက်တွေရှိရင်ညီကိုရယူပါဗျာဟဲ့လားအမောင်းအတူဂျုံလေးပေါ့နော်အမောင်းတို့ကျွန်တော်ဘယ်ပွဲကိုကျွန်တော်ခမန်းမယ်ဆိုတော့ကျွန်တော်အဂါရာစေးနဲ့ကျွန်တော်တို့ယူနန်စေးနဲ့ပွဲ ဟာရာဆေးရနေပြီးတော့ကျွန်တော်တို့ပေးထားတဲ့ကြေးက OnePlus 60ပေးထားတယ်ဘောပေါင်းကြေးကကျွန်တော်တို့3 minus 25တောင်မတူပေးထားတယ်ဗျာနော်အဲ့တော့ဒီဒီကြေးတန်းကကျွန်တော်ပြွင့်လို့ပြောရင်ဒီကြေးဝင်ရောကျွန်တော်မကြိုက်ဘူးနော်အဲ့တော့ကျွန်တော်နှစ်သိန်းအဆင့်စရာကိုကျွန်တော်ချက်ပြန်ကြည့်မယ်ဟုတ်လားအာရာဆေးရအဆင့်6ရှိတယ်ဗျာနော်ယူနီယံဆေးရအဆင့် 28တောင်ရှိဟုတ်တော့အဆင့်9ကနေပြီးအဆင့်28လောက်ရှိတဲ့အင်းကိုဗျာတလုံးသွင်းရတယ်ဗျာ6သွင်းနိုင်ကြပြီးကစတော့လေးဖြစ်နေနော်ကြေးရဘလို့မှမမြဘူးဖြစ်နော်အဲ့တော့ကျွန်တော်တို့သူတို့ရဲ့ဟိုအောင်ပြန်ကြည့်အောင်ဗျာသူတို့ရဲ့ဟိုအိမ်ငွေဆွမ်းဆောင်ပြန်ကြည့်မယ်ဟာသေးရဲ့အိမ်ငွေဆွမ်းဆောင်ရာနှစ်ပွဲကန်နှစ်ပွဲနိုင်ထားတယ်ဗျာအဲ့မှာပေးပေးကိုတကိုးပဲရှိတယ်ဟုတ်မလားနောက်ပြီးတော့ကျွန်တော်အဝေးကဆွမ်းဆောင်ပြန်ကြည့်မယ်ယူနီယံစိတ်ရဲ့ယူနီယံစိတ်ကနှစ်ပွဲကန်တာတစ်ပွဲနိုင်တစ်ပွဲရှုံး ပေးပေးကူကလေးကူများတောင်ရှိတယ်ဟုတ်တယ်မအဲ့တော့ဒီအသင်းမျိုးဗျာဟာရာစီအင်ဝင်းမှာဒီလိုဟုတ်တယ်မယူနယ်စိတ်လို့ပေးပေးကူတပွဲကိုနှစ်ကိုးလောက်ပေးနေရတဲ့အသင်းကိုဟုတ်တယ်မတလုံးသွင်းတာနဲ့ဒီပြား၆တဲ့နိုင်ရကျွန်တော်ကတော့လုံးဝမကြိုက်တော့နော်အဲ့တော့ကျွန်တော်သဘောကျတာကျွန်တော်ဒီညဝင်းဝင်းဖြစ်တဲ့ကျွန်တော်ယူနီယံစိတ်ဘော်ဒီလေးတချောင်းနဲ့ပဲကျွန်တော်သဘောကျပါတယ်နောက်ဘွဲကကျွန်တော်ဘယ်ဘွဲဆိုကျွန်တော်မန်စီးတီးဘွဲလေးနော် မန်စီးတီးနဲ့လီဗာပူးစင်းနဲ့ပွဲမန်စီးတီးပေးထားကြရပါဘူး2ဘလက်70ပေးထားတယ်ဂိုးဝိုးပေါင်းကြီးကကျွန်တော်4ဘလက်80ပေးထားဟုတ်တယ်မလားဒီကြီးဝင်ရောတော့ခုနပြောရလေလုံးဝအဖဲဖြစ်တယ်နော်အဲ့တော့ဒီညာပွဲမှာကျွန်တော်ပြောမှာမန်စီးတီးရဲ့ကျွန်တော်သူအဆင့်စရာပြန်ကြည့်မယ်နော်မန်စီးတီးကအဆင့်၄ရှိတယ်ဗျာနော်လီဗာပူးကအဆင့်21ရှိတယ် အဆင့်၄ရနေပြီအဆင့်21ကိုဒီကြီးပြီးတော့လုံးဝမစိုးဘူးလို့ကျွန်တော်မြင်တယ်ဟုတ်တယ်မလားကျွန်တော်ဘက်မှာခုနကဒါရစစ်သေးနေဆိုတော့အများကြီးကွာသွားတယ်ဟုတ်တယ်မလားနော်အဲ့တော့သူတို့နှစ်သိန်းကကျွန်တော်ခြေသွန်းကိုပြန်ကြည့်မယ်ဗျခြေသွန်းခြေသွန်းပြန်ကြည့်တော့လေဟင်နှစ်သိန်းတော့လည်းမစိုးဘူးဗျနော်နှစ်သိန်းတော့လည်းပွင့်နေပြောင်းတိုက်စစ်ရတော့ဆောင်းဆောင်းမ်းကိုအလုပ်ပြည့်နေနော်ဒါပေမဲ့ဒီညတော့ကျွန်တော်ပြောတာအိမ်ငွေးပြည့်တဲ့ကျွန်တော်အိမ် န်စီရီဘော်ကြီးလေးပဲကျွန်တော်ကသဘောကျတယ်လေနော်။ဘာကြောင့်သဘောကျရလဲဆိုတော့ကျွန်တော်လေးပါကူစင်ကိုပြန်ကြည့်လိုက်ရင်ဒါတူနိုင်ခဲ့တဲ့အသင်းတွေကပွင့်နေပြောရင်လုံးဝတန်းသင်းစုံနာအသင်းတွေပဲတူနိုင်ခဲ့တာနော်။အဲ့တော့ဟင်န်စီရီအိမ်ဝင်းမှာတော့လေးပါကူစင်နိုင်စရာအကြောင်းမရှိဘူးနော်။အဲ့တော့ကျွန်တော်သဘောကျတာကျွန်တော်ဒီညကကျွန်တော်အန်စီရီဘော်ကြီးတစ်ချောင်းတော့ကျွန်တော်သဘောကျပါတယ်။နောက်ဆုံးတစ်ခုကကျွန်တော်ဘယ်ဝဲဆိုတော့ကျွန်တော်ဘိုရိုကလင်းနဲ့ကျွန်တော်ဂျူမင်တက်နယ်ပွဲ ဂျူဝင်နက်ကပေးရကြီးက level 50ရှုံးဂိုးပေါင်းကြီးက3 blade ဆယ်ပေးရတယ်နော်အကြီးထဲမှာကျွန်တော်ပြွင့်နေပြောင်းကျွန်တော်ကျေးဝင်ရတော့မမျှဘူးပြနော်ဘော်ဒီကတော့မယုံရဲဘူးယုံရဲရင်ပဲကျွန်တော်သူတို့ရဲ့အဆင့်စရာပြန်ကြည့်မယ်ပဲနော်ဂျူဝင်နက်ကအဆင့်26ရှိတယ်ဘရိုကနီကအဆင့်29ရှိရယ်နော်အဆင့်26နေပြီးတော့29အဝေးဝင်းပေးတာ ကြေးရတော့နည်းနည်းတော့ပြင်းတယ်ဗျာနော်အဲ့တော့ကျွန်တော်သူ့ရဲ့ခြေသမန်းပြန်ကြည့်မယ်ဗျာနော်ခြေသမန်းပြန်ကြည့်မယ်ပြန်ကြည့်တော့ကျွန်တော်ဂျူမန်တက်ကနှစ်ပွဲနိုင်သုံးပွဲတည်ဘရုကလင်ကဟုတ်သုံးပွဲနိုင်နှစ်ပွဲရှုံးနော်အဲ့တော့ကျွန်တော်ပွင့်နေပြန်ဗျာဒီဒီညပွဲမှာတော့ကျွန်တော်ဘော်ဒီရောရှောင်းတယ်နော်ဂိုးပေါင်းကိုကျွန်တော်တစ်ချက်ကြည့်မယ်နော်ဂျူမင်တက်ကိုကျွန်တော်ပြန်ကြည့်မယ်เนาะဂျူမင်တက်ကနေအဆင့်26ကအသင်းကနေ29ကို အဝေးကနေပြီးတော့ level 90လောက်ပြန်ပြီးတယ်ဆိုတော့အနေဆုံးတော့ဂျူဝင်နဲ့တကိုးလောက်တော့ရရမှာပဲเนาะအခုကျွန်တော်တို့တစ်ချက်ဟမ်ဘရိုဂရင်းကိုပြပြပြန်ကြည့်မယ်ဆိုတော့ဟုတ်တယ်မလားဘရိုဂရင်းပုံနဲ့ပြောရင်အိမ်ဝင်းမာတဲ့အသေးနဲ့ပါတယ်เนาะအဲ့တော့ဘရိုဂရင်းကလည်းသူ့သူ့ဝင်ကတော့အနေဆုံးတကိုးလောက်တော့ရရမှာလို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဒီဒီညပွဲကိုကျွန်တော်အနည်းဆုံးအဲ့နှစ်ကိုးလောင်းနေပြီးတော့စကြည့်ရမှာလို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်သဘောကျတာကကျွန်တော်ဒီညတော့ကျွန်တော် ဂိုးဘော်တွေတချောင်းတော့ကျွန်တော်သဘောကျပါတယ်နော်အဲ့တော့အကြိုက်တွေရှိရညီကယူပါဗျာဟဲ့လားဒါနောက်ဆုံးတစ်ခုကျွန်တော်ဒီခက်ပြောနေတာကျွန်တော်ပွင့်နေပြောကျွန်တော်အချန်ပြန်လေးတို့ယူယူတို့ပါပြီးတော့ကျွန်တော်ပွင့်နေပြောကျွန်တော်တိတ်တော့မကြိုက်ဘူးနော်အဲ့တော့ညီကိုတွေကဒီဒီနေ့တော့ပပပါဗျာနော်ကဲညီကိုတွေအားလုံးကံကောင်းကြပါစေဗျာ